ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ1ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ကိုအကြံဖတ်အုပ်စုအဖြစ်မြို့သားညီညွတ်ရေးအစိုးရကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ် နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်သည်အကြံဖက်အုပ်စုအဖြစ်ကြီးညာခြင်းခံထားရသည့်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုဆက်ခံဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်းနှင့်ပြည်သူလူထုအပေါ်အကြံဖက်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရသဖြင့်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်နှင့်၎င်းမှအစဉ်စဉ်တာဝန်ပေးဖွဲ့စည်းလိုက်သောအဖွဲ့များအားလုံးကိုအကြံဖက်အုပ်စုများအဖြစ်သတ်မှတ်ကြီးညာလိုက်ကြောင်းမြန်မာနိုင်ငံရဲ့အစိုးရမှစက်တင်ဘာလ30ရက်တွင်သတ်မှတ်ကြေညာလိုက်ပါတယ်ထို့အတူမင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်အဖွဲ့ဝင်များအားလုံးကိုအကြံဖတ်သမားများအဖြစ်လဲသတ်မှတ်ကြေညာထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်တိုက်ဖြတ်ရေးဗဟိုအဖွဲ့သည်အကြံဖတ်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နှင့် ပုံမှန်82ပုံမှန်ခွဲခါခွေးပါလုတ်ပိုင်ခွင့်ကိုကျင့်သုံး၍ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်အရ ထိုအမိန့်ကြော်ညာစာကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သောအကြံဖတ်စေအုပ်စုသည်ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသည့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဦးဆောင်သောပြည်သူအစိုးရဖွဲ့ဝင်များကိုမတရားဖမ်းဆီးပြီးပြည်သူအာဏာလုယူခဲ့သဖြင့်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့ပါသည်။မင်းအောင်လှိုင်ဦးဆောင်သည့်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေဖြင့် 2021ခုနှစ်မတ်လ1ရက်နေ့တွင်အကြံဖတ်စေအုပ်စုဖြစ်ကြောင်းမြို့သားညီညွတ်ရေးအစိုးရအနေဖြင့်2024ခုနှစ်စက်တင်ဘာလ9ရက်နေ့တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ပြည်သူလူထု၏ရန်သူ enemy of the state ဖြစ်ကြောင်းအသီးသီးကြေညာထုတ်ပြန်ထားပြီးဖြစ်ပါသည်အကြံဖတ်စေအုပ်စုအနေဖြင့်2025ခုနှစ်ဇူလိုင်လ31ရက်နေ့တွင်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်အဖြစ်သို့အမည်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါသည်ခင်ဗျာ ဒုတိယသတင်းအနေဖြင့်နယူးယောက်မှာကျင်းပတဲ့ရိုဟင်ဂျာအရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီးဒေါ်စင်မာအောင်ဒုဝန်ကြီးဦးမိုးစောဦးဦးအောင်ကျော်မိုးနဲ့တမ်မကြီးဦးကျော်မိုးထွန်းတို့တက်ရောက်တဲ့သတင်းကိုတင်ပြပေးပါမယ်။နယူးယောက်မြို့ကုလဆိုင်ရာမလေးရှားတန်ယုံမှာမလေးရှားအစိုးရကုလဆိုင်ရာမလေးရှားအကြံပေးအဖွဲ့နဲ့ရိုဟင်ဂျာအတိုင်းပင်ခံကောင်စီတို့ပူးပေါင်းကျင်းပတဲ့80ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဆက်ဆက်အစည်းအဝေးအဖြစ် Rohingya Inclusion, Sustainable Peace and ASEAN Rules ဆွေးနွေးပွဲကိုမြို့သားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုးတက်ရောက်အဖွင့်မှစကားပြောကြားခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှသတင်းထုတ်ပြန်ပါတယ်။အဆိုပါဆွေးနွေးပွဲကိုမြို့သားညီညွတ်ရေးအစိုးရနိုင်ငံရေးဝန်ကြီးဒေါ်စင်မအောင်ဒုတိယဝန်ကြီးဦးမိုးစောဦးနဲ့တမ္မကြီးဦးကျော်မိုးထွန်းလုံးနဲ့အတူမြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးတန်တမန် Mr. Tansri Othman Hashim အပါအဝင် တန်တမန်များနဲ့မြမအရေးလှုပ်ရှားသူများအရက်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေလည်းပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာဆလဘီတရားမဝင် shame election အားဂျပန်အစိုးရနှင့်ဂျပန်လွှတ်တော်အမတ်များလက်မခံရန်ဂျပန်လွှတ်တော်အမတ်များတမကအီနှစ်ပတ်လည်ညီလာခံတွင်ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နှင့်အဖွဲ့ရှင်းလင်းဆွေးနွေးပြီးတောင်းဆိုစာပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသောပါတီစုံပါဝင်သည့်လွှတ်တော်အမတ်များတမကဤနှစ်ပတ်လည်ညီလာခံတွင်မတရားအာဏာသိမ်းထားသည့်စစ်ကော်မရှင်မှကျင်းပပြုလုပ်မည့်တရားမဝင် shame election အားဂျပန်လွှတ်တော်အမတ်များအနေနှင့်တို့၎င်းဂျပန်အစိုးရအနေနှင့်တို့၎င်းလုံးဝလက်မခံရန်တိုက်တွန်းတောင်းဆိုထားသည့်စာအားဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဦးစောပါလာသိမ်းမှဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့်အတူဥက္ကဋ္ဌမစ္စတာကွန်တိုဆွာချီထံပေးအပ်တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါသည် ထို့နောက်ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဦးစောဘလှသိမ်းတဲ့အတူဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများမှမိသည့်အတွက်ကြောင့်ရွေးကောက်ပွဲအားလက်မခံသင့်သည့်အချက်လက်များနှင့်ကိုးကားကရှင်းလင်းတင်ပြဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီပွင့်ဖြူမြို့နယ်မှာအမျိုးသမီးလူငယ်နဲ့ကလေးအခွင့်အရေးဆိုင်ရာအခွင့်အရေးဥပဒေများနဲ့အသိပညာပေး WCP သင်တန်းများပြန်လည်စတင်တဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်မှာ ဂျာကာလာနဲ့အသွင်ကူးပြောင်းရေးကာလအတွင်းအမျိုးသမီးလူငယ်ကလေးသူငယ်နဲ့လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့အခွင့်အရေးချိုးဖောက်မှုတွေကိုအကာအကွယ်ပေးနိုင်ဖို့အတွက်တည်ထားတဲ့ဥပဒေတွေနဲ့အသိပညာပေးရေးဆွေးနွေးပွဲတစ်ခုကိုစက်တင်ဘာလအတွင်းမှာဒုတိယအကြိမ်အနေနဲ့ပြန်လည်စတင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။ဒီလိုတင်နန်းတွေပို့ချနိုင်ဖို့အတွက်လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့မြေပြင်ရေးရာတာဝန်ခံတွေကို2024ခုနှစ်မှာတစ်ကြိမ် 2025ခုနှစ်မှာတကြိမ်နီးပြသင်တန်းတွေပို့ချခဲ့ပြီးအခုလိုနောက်ဆက်တွဲစင်ပွားသင်တန်းတွေကိုပြုလုပ်နိုင်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒီသင်တန်းမှာတော့ကလေးအခွင့်အရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေမှာပါတဲ့ကလေးအခွင့်အရေးဆိုင်ရာအခြေခံသဘောတရားများကလေးငယ်များအပေါ်အကြမ်းဖက်မှုများကိုကာကွယ်ပေးတဲ့ကုလသမဂ္ဂလူညွန့်ရေးကောင်စီဆုံးဖြတ်ချက်အမှတ်1612 ကလေးသူငယ်များကိုကာကွယ်စောင့်ရှောက်ခြင်းလမ်းညွှန်ချက်အမှုဒီပြိပခအခြေအနေတွင်ဖြစ်ပေါ်လာသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု conflict related sexual violence လိင်အခြေပြုအကြမ်းဖက်မှုများနဲ့အကာအကွယ်ပေးထားတဲ့ဥပဒေအကြောင်းကိုဆွေးနွေးပူးခြားခဲ့တယ်လို့သိရပါတယ်။တင်နန်းကိုတင်နန်းသားတင်နန်းသူ21ယောက်တက်ရောက်ခဲ့ပြီးဂျာကာလာနဲ့အသွင်ကူးပြောင်းရေးကာလအတွင်းမှာအမျိုးသမီးလူငယ်ကလေးသူငယ်တွေနဲ့ လိန်စိတ်ခံယူမှု၊ကွဲပြားသူတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုအကာအကွယ်ပေးနိုင်ဖို့လူမှုရေး၊စီးပွားရေးကဏ္ဍတွေမှာစနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့နဲ့မြင့်တင်နိုင်ဖို့စတာတွေကိုဆွေးနွေးခဲ့တယ်လို့အသိပေးထားပါတယ်။တက်ရောက်လာတဲ့တင်နန်းသားတွေဘက်ကလည်းတင်နန်းမှာအမျိုးသမီးနဲ့ကလေးသူငယ်အခွင့်အရေးတွေကိုပိုတိလာရသလိုလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ပတ်သက်တဲ့အချက်လက်တွေအပြင်ကလေးငယ်များရဲ့ရပိုင်ခွင့်တွေကိုပါပုံမသိရှိလာကြောင်းနဲ့ နေမြင်မတည်ငြိမ်မှုတွေကြားမှာတက်ရောက်နိုင်ခဲ့ကြောင်းမှတ်ချက်ပြုပြောကြားခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတင်နန်းကိုပထမဆုံးအကြိမ်အဖြစ်တင်နန်းနှိပြအဖြစ်ဥဆောင်တဲ့အမျိုးသမီးလူအခွင့်အဆိုင်ရာတာဝန်ခံကနေမြင်မတည်ငြိမ်မှုတွေလမ်းမဆက်သွယ်ရေးအခက်ခဲတွေနဲ့တင်ထောက်ကူပစ္စည်းအခက်ခဲတွေကြားကနေအောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ပွင့်ဖြူမြို့နယ်မှာပြုလုပ်တဲ့ယခုတင်နန်းတွင် လူအခွင့်အဆိုင်ရာဝန်ကြီးဌာနရဲ့ အမျိုးသမီးလူအခွင့်ရေးရာတာဝန်ခံတအူးကဥဆောင်ပြီးတော့တင် जा ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနတွင် လူအခွင့်ရေးရာတာဝန်ခံစုစုပေါင်း102ဦးရှိပြီးအမျိုးသမီးလူအခွင့်ရေးရာတာဝန်ခံ25ဦးခန့်အပ်တာဝန်ပေးအပ်ထားတယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ဆလဘီမောင်နှောမြို့နယ်မှာ HDCO မှငပြားယောဂါကာကွယ်ကုသရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်မောင်နှောမြို့နယ်မှာ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO မှတက်ဆိုင်ရာဌာနများနဲ့ပူးပေါင်းပြီးငှက်ဖျားယောဂါကာကွယ်ကုသရေးဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဩဂုတ်လတတိယပတ်အတွင်းတက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး Malaria Response လုပ်ငန်းတစ်ခုကိုမောင်နှမမျိုးနဲ့အတွင်းကကျန်းမာရေးအကူအညီပေးမှုမရရှိသေးတဲ့ခြေရွာရှိရွာကိုကွင်းစင်းဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ မောင်နှုံမြို့နယ်တဲကလုံုံရင်းစိုးရင်ရပြီးလမ်းမဆက်သွယ်ရေးခက်ခဲမှုကြောင့်ကျမ်းမာရေးဝန်ဆောင်မှုရရှိနိုင်ရန်အလွန်ခက်ခဲနေတဲ့လူနည်းစုမျိုးလူမျိုးကြီးရွာများကိုနှက်ဖျားပိုးစစ်ဆေးခြင်းပိုးတွေ့လူနာများကိုကုသပေးခြင်းနဲ့ကျမ်းမာရေးအသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒေသခံလူဦးရေတရာခန့်ကိုစစ်ဆေးပေးခဲ့ရမှာ 18ဦးမှာငှက်ဖျားပိုးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ HDCO အနေဖြင့်သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများချင်းအောင်ဖြန့်ဝေခြင်းအရေးပြားယောဂါဆေးဝါးထောက်ပံ့မှုစတဲ့လုပ်ငန်းများကိုအရခပြည်သူတော်လှန်ရေးအစိုးရရဲ့တက်ဆိုင်ရာဌာနများနဲ့ပူးပေါင်းဆောင်ရွက်လှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆလဘီမြစ်ဆုံရေကာတာစီမံကိန်းယာယီရနာချင်း၁၄နှစ်ပြည့်မှာ စီမံကိန်းသာဝရရပ်နားဖို့စုတောင်းပွဲပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ AR မြေဆုံရေကာတာစီမံကိန်းယာယီရပ်နားခြင်း14နှစ်ပြည့်အထိမ်းအမှတ်နေ့မှာစီမံကိန်းသာဝရရပ်နားဖို့စုတောင်းပွဲတစ်ခုကိုဒေသခံတွေကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလ30ရက်နေ့မနက်9:00နာရီမှနေ့လယ်12:00နာရီအထိမြေဆုံဒေသမလိယံကျေးရွာမှာပြုလုပ်ခဲ့တဲ့စုတောင်းပွဲကိုဒေသခံ80ဦးခန့်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစုတောင်းပွဲတွင် ကျွန်ုပ်ချစ်သောအေယာဝတီထာဝရစီစဉ်ပါစေမြစ်ဆုံရေကာတာစီမံကိန်းထာဝရဖြတ်သိမ်းရေးဒေသခံများမိမိနေရသို့ပြန်လည်နေထိုင်ပိုင်ဆိုင်ခွင့်ရရှိရေးတန်ရှင်းသောရေရရှိရေးတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းကာကွယ်စောင့်ရှောက်ကြပါစို့စတဲ့စာသားတွေကိုကန်ဆောင်ကဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ် မြစ်ဆုံရေကာတာစီမံကိန်းမြစ်ဆုံ dam project ကိုစစ်ကောင်းဆောင်ဦးတန်းရွှေလက်ထက်2006-2009ခုနှစ်ကတရုတ်ကုမ္ပဏီ China Power Investment Corporation CPI နဲ့စာချုပ်ချုပ်ဆိုပြီးတရားဝင်စတင်လှုပ်ဆောင်ခဲ့တာပါထို့နောက်ကချင်လူမှုအပါအဝင်မြန်မာတနိုင်ငံလုံးအပြင်းထန်ကန့်ကွက်ခဲ့တာကြောင့်2012ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာဦးသိန်းစိန်အစိုးရကရေကာတာတိဆောက်ရေးကိုဆိုင်းငံ့ထားမယ်လို့ကြေညာခဲ့ပြီး လက်ရှိအချိန်အထိယာယီရပ်နားထားခဲ့တာဖြစ်ပါတယ်။ယခုနှစ်မေလထဲမှာအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြစ်ဆုံရေအားလျက်စစ်စီမံကိန်းရပ်ဆိုင်ထားရတာကြောင့်လျက်စစ်တအားဖူလုံမှုမရှိဘူးလို့ပြောဆိုကာရေကာတာစီမံကိန်းကိုပြန်လည်လှုပ်ဆောင်ဖို့ပြောဆိုခဲ့သလိုဩဂုတ်လနောက်ဆုံးပတ်ကတရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေးတွင်တရုတ်သမ္မတနဲ့တွေ့ဆုံချိန်မှာလဲကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအကြောင်းထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်းဆောင်ကတရုတ်ခီးစင်မှာမြစ်ဆုံစီမံကိန်းအကြောင်းထည့်သွင်းပြောဆိုခဲ့တာရှိခဲ့ပေမဲ့မြေပြင်မှာတော့အချိန်နှင်းငြိမ်သက်နေဆဲဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်။ဒေသခံတွေကတော့ AR မြစ်ဆုံမြညာမြေဝန်းရှိရေကာတာစီမံကိန်းများကိုအပီးတိုင်ရပ်ဆိုင်းပေးဖို့နဲ့အဲ့ဒီရေကာတာတည်ဆောက်မဲ့ SPIC တရုတ်ကုမ္ပဏီတွေမြန်မာပြည်ကထွက်သွားဖို့ဆန္ဒပြတောင်းဆိုမှုတွေဇက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် ကာရှယ်နဲ့ဗရဲပိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ